ချွေဝေကိုအမြဲဆောင်ကြရပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်သားခြင်းပါတယ်။ အချင်းဝေးကနေပြီးမှအပတ်စဉ်တင်ဆက်နေတဲ့အဒီတာနဲ့အတူစီးရင်နိုင်ငံရေးတုံးသက်ဆွေးနွေးခြင်းစီစဉ်ကနေပြီးမှပြန်လည်ကြိုးဆိုပါရရှင်။ဒီတပတ်မှာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီတစ်တုံညာနှစ်ခုစစ်စင်ရေးစတင်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအဲ့ဒီဒေတာကုတ်ခိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါ့။ကန်ဟိုစစ်ဆန်ရေးရုံးကိုဒီ TNL ကအင်အားသုံးဖြုတ်ခွင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်ဆရာ။ဟုတ်ကဲ့ဒီအကြောင်းကိုကျွန်တော်တို့အမယူဆန်ယူရှိထားလို့မျိုးပဲကျွန်တော်တို့ဆက်ပြီးမှ 水女寄样嘞。 ဒီအခုဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှဒီ TNL ဘက်ကပြောရေးဆိုဝင်ရှိတဲ့သူကတော့အော်ဒီခုတ်ခိုင်မြို့တွင်မှာဒီလိုမျိုး KAI ဘက်ကနေပြီးမှ CA အင်အားပြသွားလာမှုတွေကိုမလုပ်ဖို့တရားဝင်စာပို့ထားခဲ့တယ်အချင်းချင်းစာပို့ထားခဲ့တယ်လို့ဒီဒေယဝရီဒတင်းဌာနကိုဖော်ပြထားတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးသူတို့အင်အားသုံးဖြုတ်ခွင့်ရတာကသူတို့သတိပေးထားရတဲ့ဒါနဲ့ဒီ KAI ဘက်ကဒီလိုမျိုးဒါ CA အင်အားပြခဲ့လို့ လုပ်ရပါတယ်ဆိုတာမျိုးဖြေကြားထားတာကိုတွေ့ရတယ်ပေါ့အခုလိုအခုဖြစ်စင်တဲ့ပတ်သက်ပြီးမှဒီဆရာရဲ့တုံတက်ချက်အမြင်ကိုပြောပြပေးပါအောင်ဆရာချမ်းမြောက်မှာကချင်လူမျိုးတွေအနေနဲ့လည်းသူက အချင်း substate လို့ဒီတမတ်ခံထားရတဲ့နေမည်ရှိတာပေါ့နော်အခုကျွန်တော်တို့ဆွေးနွေးမဲ့ဟာကဒီအချင်း substate လို့တမတ်ခံရတဲ့ကိစ္စမဟုတ်ဘဲနဲ့အခုလက်တလောဖြစ်နေတဲ့ကိစ္စကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်ကျွန်တော်တို့ကတည်တင်းတမအနေနဲ့ချက်လက်တွေကိုအခြေခံပြီးမှတုံတက်ဆွေးနွေးကြည့်ရပေါ့ဆိုတော့ကျွန်တော်တုံတက်မိတဲ့တစ်ခုကတော့ PNL ဘက်ကပြောရရှိခွင့် မီဒီယာမှာထုတ်ဖော်ပြောထားတဲ့အချက်တစ်ချက်က KO ကိုဆက်ဆံရေးယုံဖွင့်ခိုင်းတယ်ဒါပေမဲ့ဒီခုခံမြို့ထဲမှာဒီဆက်ဆံဆက်ဆံရေးယုံထဲမှာ uniform နဲ့နေထိုင်ခွင့်မပြုဘူးပြီးရင်မြို့ထဲမှာလည်း uniform နဲ့တွာလာခွင့်မပြုဘူးပြီးရင်လက်နက်ကင်ဆောင်ခွင့်မပြုဘူးဆိုတဲ့အချက်ကိုပြောထားတာပေါ့နော်ဒီအချက်ကိုစဉ်းစားကြည့်အောင် KO ရဲ့ဒီဖြတ်တန်းလာခဲ့တဲ့ အနေထားကိုကြည့်ရင်သူကရှမ်းမြောက်မှာတိုင်းရင်းသားတော်လိုင်းရဲ့အဖွဲလက်နက်ကန်ရဲ့အဖွဲအနေနဲ့စင်ဆဲမပြတ်ရှိလာခဲ့တဲ့ဟာကအဓိကအဖြစ်ကေအော်ကအဖွဲတဖွဲအနေနဲ့ရှိနေတာပေါ့နော်ပြီးရင်ယူနီဖောင်းကိစ္စတွေနဲ့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ဒါကျွန်တော်နိုင်ရှင်ကြည့်တာပေါ့ပြီးခဲ့တဲ့ဒီစစ်စုရလက်ထက်မှာကေအော်က16နှစ်တိုင်အပြစ်ခတ်ရစေရလုပ်ခဲ့တယ် ဒါမဲ့ကျွန်တော်တို့မကျင်းနာမြို့မှာမြင်တွေ့ရတဲ့ဟာကဒီမကျင်းနာမြို့မှာထားတဲ့ KO ဆက်ဆံရေးယုံမှာဒီ KO K ဝန်ထမ်းတွေယူနီဖောင်းတွေဝတ်ပြီးမှဒီမကျင်းနာ KO ဆက်ဆံရေးယုံမှာထိုင်ကြတာကိုကျွန်တော်တို့တွေ့ဖူးတယ်ပြင်အဲဟိုခေါင်းဆောင်ဒီမကျင်းနာခီးစင်တို့ဒီအစူရရဲ့အုတ်ချုပ်မှုနေမေမြို့တွေမှာလေပတ်သွားတဲ့အခါမှာယူနီဖောင်းတွေရောလက်နက်တွေရောကင်ဆောင်ပြီးမှ KO ခေါင်းဆောင်ဒီ တွာလာလှူရှာခဲ့တဲ့ဟာကိုကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့မြင်ခဲ့ပူးတဲ့ဟာရှိရပါတော့။ဒီမှာ NCA ဖြစ်စဉ်အရာတင်နာမျိုးမှာပထမဆုံးဒီငင်းချမ်းရဲ့ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ ဒီဥဆုံလူကန်သူဒီပူချုပ်ကိုမော်တို့ဥဆောင်တဲ့ငင်းချမ်းရဲ့ကိုယ်စလေတီကယူနီဖောင်းအပြည့်စုံနဲ့ငင်းချမ်းရဲ့ဆွေးနွေးပွဲမှာဒီ NCA ငင်းချမ်းရဲ့ဆွေးနွေးပွဲမှာတက်ရောက်ဆွေးနွေးခဲ့တဲ့ဟာကျွန်တော်တို့တွေ့ဖူးတာပေါ့ဆိုတော့ကျွန်တော်အခုပြောချင်တဲ့ဟာကဒီမဟာမိတ်မဟုတ်ဘူးဒီရန်ဖက်ဖြစ်တဲ့အဖွဲ့အစည်းနေမိတီတောင်မှသူ့ရဲ့လူမျိုးယူနီဖောင်းတွေနဲ့တွာလာလှူရှာခဲ့တဲ့တာတကားကိုဒီကြည့်ရင်အခု မဟာမိတ်လူလည်းပြောထားတယ်ပြီးရင်ဒီကွတ်ခိုင်ဒီရှမ်းမြောက်နေမည်ဆိုတဲ့ဟာလည်းစောစောကျွန်တော်ပြောလိုမျိုး KOK အတွက်လည်းတစင်းတက်တက်နေမည်မဟုတ်ဘူးတော့အဲအဲ့လိုမျိုးမှဒီ uniform ဝတ်ခွင့်မပေးတာတို့ဝင်ထွက်တော်လာခွင့်မပြုတာတို့ကမဖြစ်သင့်ဘူးဒါနှစ်ဖက်ညီနိုင်ပြီးမှဒါတော့အပြန်လန်း တော်လာခွင့်ရှိတင့်တယ်လို့ကျွန်တော်တို့အဲ့လိုတော့မြင်တယ်။ယူနီဖောင်းကိစ္စနဲ့ပြန်ဆွေးနွေးမယ်ဆိုရင်ဥပမာတကယ်လို့အပြစ်ခတ်ရစေတော်လို့ဒီမဟာမိတ်တွေကဇာကာဇာနဲ့တိုက်ပွဲရှိနေတဲ့အတွက်ဒီလောလောဆယ်သူတို့ DNL တွေထိန်းချုပ်ထားတဲ့နေမြေမှာစစ်ယူနီဖောင်းနဲ့တော်လာခွင့်မပြုတယ်ဆိုတဲ့ဟာကအဲ့ဒါလက်တွေ့ကြတာပေါ့။ဒါပေမဲ့အခုဒီလောလောဆယ်ကာလမှာကျတော့သူတို့လည်းဇာကာဇာနဲ့အပြစ်ခတ်ရစေရေလုပ်ထားတဲ့ဟာလည်းမရှိဘူး။ဒီလူမျိုးအနေထားမှာဒီမဟာ ဟာမိတ်လူပြောတဲ့ KOK တပ်ဖွဲ့ဝင်အမှုထမ်းတွေယူနီဖောင်းနဲ့တွာလာခွင့်ဝင်ထွက်တွာလာခွင့်မပြုတဲ့ဟာကလက်တွေ့တိတ်မကြဘူးလို့ကျွန်တော်တော့အတွေ့အကြုံတွေအရဆွေးနွေးတုံ့တက်မယ်ဆိုရင်အဲ့လိုမျိုးတော့မြင်မိတယ်ပေါ့နော်အဲ့ဒါတစ်ချက် ဟုတ်ဆရာအခုဖြစ်စဉ်မှာဒီလိုမျိုးပုတ်တိုင်မှုတွေဆဖြစ်တာမဟုတ်ဘူးเนาะပြီးခဲ့တဲ့ဖြစ်စဉ်တွေပြီးခဲ့တဲ့အချိန်တွေမှာလည်းဒီနှစ်ဖက်အဖွဲ့ကြားထဲမှာပုတ်တိုင်မှုတွေဖြစ်ခဲ့တာတွေရှိခဲ့တယ်လို့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးမှဒီနှစ်ဖက်အကြီးပိုင်းတွေကဒီတိတိကျကျမဖြေရှင်းရသေးတာကိုတွေ့ရတယ်ပေါ့เนาะအဲ့တော့လက်ရှိပုတ်တိုင်မှုတွေအပေါ်မူတည်ပြီးမှ PNL အနေနဲ့ကြံရဲ့အပေါ်မှာဘယ်လိုသဘောထားမျိုးရှိနေလဲလို့ထင်နေရလဲဆရာ PNL ဘက်ကပြောရဲဆိုရင်ပြောတဲ့အချက်ထဲမှာစောစော မဆွေးနွေးဖြစ်တဲ့အချက်တစ်ချက်ပါတယ်အဲမူရီဆေဝါကိစ္စဆိုတော့မူရီဆေဝါကိစ္စလို့ပြောရင်ဟိုမှာကေဝကလည်းသူကတိုက်ဖြတ်ရဲကော်မတီဖွဲ့စည်းပြီးမှမူရီဆေဝါတိုက်ဖြတ်နေတဲ့ဟာရှိနေတာပေါ့နော်ဆိုတော့ကျွန်တော်မူရီဆေဝါတိုက်ဖြတ်ရဲတည်င်းရင်းမြခုစီကရထားတဲ့ဒီအချက်လေးရဆိုရင်ပြော2023မတ်လလောက်မှာပေါ့နော်ဒီ3ကောင်းကားတစ်ခုကိုမတင်ကြလို့ဒီဖန်စီစစ်စစ်ကြည့်တဲ့အခါမှာ အက်စစ်ပုံးရာနဲ့ခြီးပြီးမှစစ်စစ်တွေ့ရှိမိတာပေါ့ကားပေါ်မှာပါလာတဲ့အက်စစ်ပုံးကိစ္စနဲ့ပတ်သက်ပြီးမှကားကိုဖမ်းဆီးစစ်ဆေးခဲ့တဲ့ဒီကေအတဖွဲ့ဝင်တွေနဲ့ TNL ဘက်ကတာဝန်ရှိတဲ့လူတွေတူတူတိတ်တိတ်ဒီပုတ်တိုက်မှုရှိခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်မူရေးဆေးဝါးတိုက်ဖျက်ရတဲ့ပတ်သက်တဲ့တည်င်းချင်းမြစ်တစ်ခုစီက ျွန်တော်ရထားတဲ့ဟာကိုကြည့်ရင်အဲ့ miles 2023 miles လာကလေးမှာလည်းအဲ့ရ media body မှာတော့မတက်ခဲ့ဘူးဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဒီမဟာမိတ်နှဖွဲ့ကြားထဲမှာပြဿနာတစ်ခုရှိခဲ့တာပေါ့နော်ဒါလည်းပြောမယ်ဆိုရင်တော့ဒီ acid ပုံးတွေကမူရင်းဆေးဝါးထုတ်လို့ရနေဆက်ဆက်နေတဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတော့တန်တရားနဲ့ဒီ gear ဘက်ကတော့နောက်ဆုံးဒီ မီရှုတော့ထဲမှာပဲမီရှုဖြည့်ဆည်းလိုက်တယ်ဆိုရက်ဖြစ်စဉ်တစ်ခုကိုရှိခဲ့တဲ့အဲဗီဒီယိုကလစ်တွေလဲကျွန်တော်ကြည့်တယ်ပြီးရင်အဲထဲမှာတို့တို့ TNA ဘက်ကနဲ့ဒီ KA ဘက်ကအငင်းခုံစကားပြောနေတဲ့ဟာဗီဒီယိုဖိုင်လဲကျွန်တော်ကြည့်မိတဲ့အဲထဲမှာအဲတစ်ခုရှိရပါတော့ကုတ်ခိုင်မြို့ပေါ်မှာပထမဆုံး TNA နဲ့ အဲပထမဆုံးပုတ်တိုင်မှုဖြစ်တဲ့ဟာ KA ဒီစစ်သားတပ်ဖွဲ့ဝင်တွေမဟုတ်လူထုနဲ့ဖြစ်ခဲ့တဲ့ဟာကိုကျွန်တော်တတိထားမိတယ်အဲ့ဒါပါဘယ်ကိစ္စနဲ့လဲဆိုရင်2024 February 9ရက်နေ့မှာကြာရောက်တဲ့ဒီ KA ဖွဲ့စည်းရှင်ကချင်တော်လှန်ရေးနေ့မှာကုခံမြို့ပေါ်ကဒီကချင်လူထုတွေကကချင်အမျိုးသားအလံတွေကိုလွင့်ထူခဲ့ကြတယ်ဒီအလံတွေကို DNA စစ်သားတွေကလာပြီးမှအဲရုတ်ခိုင်းတယ်ပြီးရင် အဲ့မှာလူထုတွေနဲ့စကားအခြေတင်တွေဖြစ်ခဲ့ကြတယ်အလန်တိုင်းတွေကိုဟိုရိုက်ရှုတယ်ပြီးရင်ဒီအလန်တွေကိုခြေနင်းတဲ့ဟာကိစ္စတွေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးမှလည်းပထမဆုံးပြောမယ်ဆိုရင်တော့ဒီအဲကုခံမျိုးပေါ်မှာကချင်လူထုနဲ့စစချင်းအဲပို့တိုင်မှုဖြစ်ခဲ့တဲ့ဟာပေါ့နော်ဒါနီးစပ်ဆုံးတဲ့တည်င်းချက်လက်တွေဟာပြန်ကြည့်တဲ့အခါမှာကုခံမျိုးပေါ်မှာစကားစား กินสินตัวเนี่ยนอกไปมาปฐมสงตีเนี่ยตะพั่วတွေเนี่ยกิติกิจินหลุทุจ้ามาဖြစ်တဲ့ปุตไตมูหลุပြောหลุย่ําเถินมาเลยဒီมาแล้วကျွန်တော်ก็เปลี่ยนជីရဲ့ခါမှာဒီกิจินอมุตะอลันสุတဲ့ဟာက KO KA อลันตะแตမဟုတ်ဘူးပေါ့เนาะဒီอลันติงเกดาက KO KA မပေါ်ခင်ကတည်းကနေ1940 ကူးမှာဒီပြင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့ကြတဲ့ကချင်ကောင်းဆောင်တွေဖွဲ့စည်းခဲ့တဲ့ဒီကချင်အမျိုးသားကွန်ဂရက်စုရဲ့အဖွဲ့အစည်းကနေစပြီးမှအသုံးပြုခဲ့တဲ့အလံပေါ့ဒါကြောင့်မို့ဒီအလံကိုကချင်အမျိုးသားအလံနေနဲ့ဒီမှာပြုပြီးမှသုံးဆွဲလာခဲ့တာပေါ့နော်ဆိုရင်တော့ဒီအခုလက်ရှိကျွန်တော်တို့ ပြောနေတဲ့ကြင်မျိုးသားအလံဆိုတဲ့ဟာကဒီပြည်နယ်ကုလူမျိုးတွေနဲ့ပတ်သက်တဲ့အထိမ်းမှတ်နဲ့ဒီမှာ အလံလွင့်ထူကြတယ်ဆိုရဟာတာ KOK အလံကိုလွင့်ထူတယ်ဆိုတဲ့အသေးပေမျိုးမဟုတ်ဘဲနဲ့ကြင်မျိုးသားအလံကိုလွင့်ထူစေဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့အသုံးပြုနေတဲ့ဟာတစ်ချက်ပေါ့နော်အဲ့ဒါတိထားတဲ့အချက်တစ်ခုလို့မြင်တယ်ဆိုလိုချင်တဲ့ဟာကဒီကြင်မျိုးသားအလံတွေကိုတွားပြီးမှတားဆီး ဖြုတ်ချခိုင်းတယ်ဆိုတဲ့ဟာက KOKA နဲ့ဖြစ်တဲ့ကိစ္စပဲမဟုတ်ဘဲနဲ့ကချင်လူထုတွေကိုလည်းသွားပြီးမှမကျေမနပ်ဖြစ်စေတဲ့အရာဖြစ်သွားတယ်လို့ကျွန်တော်တော့ပြောချင်တယ်ဟုတ်ကဲ့ကြာဒီ TNL ရဲ့နိုင်ငံရေးဥတီချက်မှာလူမျိုးကြီးဝါဒနဲ့အနာရှင်စနစ်တိုက်ဖျက်ရေးဆိုတဲ့အချက်တစ်ခုပါတယ်ဗောနော်ဆိုတော့အခုလက်ရှိသူတို့ရဲ့လှုပ်ဆောင်မှုတွေဟာဒီအချက်တွေနဲ့ဒီအချက်နဲ့ဗောနော်ဘလောက်အတိုင်းသာတိစန့်ကျင်နေတာမျိုးရှိနေရှိနေပြီလဲဗောဆရာ အဲကျွန်တော်မိနာတော့လေတချင်လဲလူမျိုးတစ်မျိုးကိုလွန်မိုးသွားနိုင်တဲ့လူမျိုးကြီးလည်းမဟုတ်ဘူးပြင်တကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံမှာငူကလေးကနေပြင်ရင်းနေထိုင်တဲ့တိုင်းရင်းသားလူမျိုးတွေကကဘာနဲ့ရှင်ကြည့်လို့ရှိရင် လူမျိုးကြီး လူပြောရမယ့် တိုင်းရင်းသားလူမျိုးတွေတောင်မရှိဘူးလို့ကျွန်တော်မြင်တယ်။ဒီရဲ့ကျွန်တော်နိုင်ငံရဲ့တကယ်ပြင်ရင်းတိုင်းရင်းသားတွေက လူမျိုးတစ်မျိုးဟိုတစ်မျိုးကလွမ်းမိုးသွားနိုင်တယ်ပြောမယ်ဆိုရင်တကယ်ဟိုမဟာလူမျိုးကြီးကတကယ်လက်တွေ့မှာကိုရှိ ਉ မရှိနေတာဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုရင်လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားထဲမှာဖြစ်နေတဲ့ပฏิပခတွေကဘာကြောင့်ဖြစ်နေလဲဆိုရဲဟာအတိတ်ကဖြစ်တော့အာနာရှင်စနစ်အောက်မှာ ကျွန်တော်တို့ကလူမျိုးတစ်မျိုးအဖြစ်ဖြစ်တည်ပိုင်ခွင့်ကမရှိနေတာပြီးရင်လူသားတစ်ယောက်အနေနဲ့လူသားပြည်ပြည်ဖြစ်တည်ပိုင်ခွင့်ကရော မရှိနေတဲ့ပြဿနာအာနာရှင်စနစ်အောက်မှာကျွန်တော်တို့ရှိနေတဲ့အခါကျတော့ဒီအာနာရှင်စနစ်ကိုတက်ဆူးခြေဖို့အတွက် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာအဲအုပ်စုတစ်စုနဲ့တစ်စုကြားမှာအာနာရှင်ကိုတက်ဆူးခြေနေဖို့အတွက်လူလာတဲ့လူတွေကကျွန်တော်တို့ကိုကလဖန်ထူးတာပေါ့နော်ကျွန်တော်တို့ကကလဖန်ထူးခံနေရတယ်လို့ပဲကျွန်တော်အမြင်တယ်ပြီးနောက်တစ်ခုကဒီလူကလဖန်ထူးတဲ့အာနာရှင်တွေကြောင့်ပဲကျွန်တော်တို့ဖြစ်ခဲ့တဲ့ဒီပြည့်ဖြည့်ရှင်းလို့ရမယ့်ပြဿနာတွေကိုရောကျွန်တော်တို့ကဖြည့်ရှင်းခွင့်မရဘူးဥပမာကုတလူရတဲ့ဒီဒံယာအာနာတွေကိုကျွန်တော်တို့ကကုတခွင့်မရှိခ ခဲ့ပဲနဲ့ပြည်သေးပြီးမှပုတ်ပွားလာတဲ့အနာမျိုး ပြောမယ်ဆိုရင်တော့ဒီအနဲ့ထွေးလို့ရမယ့်ဟာကိုပစိနဲ့ပေါက်သွားပေါက်ရတဲ့ပြဿနာတွေထိဖြစ်လာတဲ့ကိစ္စကျွန်တော်တို့ရဲ့နိုင်ငံထဲမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုဖြေရှင်းလို့မရတဲ့ဟာကအဓိကအဖြစ်တော့အာနာရှင်စနစ်ကြောင့်ပဲကျွန်တော်တို့ကအချင်းချင်းလူမျိုးကြီးဝါဒလို့ဆွဆွဲလာရမယ့်အဖြစ်ပြက်တူလဲဒီထဲမှာရှိလာတယ်လို့ပဲကျွန်တော်ကမြင်တာပေါ့နော် ဒီ DNL ရဲ့နိုင်ငံရေးဥတီချက်တွေနိုင်ငံရေးဥတီချက်တွေထဲမှာနောက်ထပ်တစ်ခုကဒီအမျိုးသားကိုယ်ပိုင်ပြသခွင့်ကိုအာမခံတဲ့ Democratic ပြည်တော်စုနိုင်ငံတိဆောက်ရေးဆိုတဲ့ပါတယ်ဗောနော်အဲ့ဒီအပိုင်းကိုလက်တွေ့အကောင်အထည်ဖော်ဖို့ရန်ဆိုတဲ့အပိုင်းမှာဒီနိုင်ငံတိဆောက်နိုင်ခြင်းတောင်မှရေရှည်မှာငြိမ်းချမ်းတည်တံ့မှုအတွက်မဟာမိတ်ကောင်းတွေရှိဖို့လိုအပ်တယ်လို့မြင်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှရောဆရာရဲ့တဘောဒါဆရာရဲ့အမြင်ကိုဆွေးနွေးပြပါအောင် โอเคကျွန်တော်နိုင်ငံမှာလက်ရှိအချိန်ထိတော်လန်ရေးလုပ်နေတဲ့ဒီတိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းဒီမှာငံရေးပန်းတရေးချက်ကပါလဲဆိုရင် အမျိုးသားကူပိုင်ပြထန်းခွင်းဆိုတဲ့ဟာကတိုင်းနာတိုင်းရဲ့နိုင်ငံရေးရွေးချက်ထဲမှာအဲ့ဒါပါတယ်ပြီးရင်တစ်ဖက်မှာပြည်သူလူထုတွေအကြင်ကြင်ဆင်နွှဲခဲ့တဲ့ဒီအကြမ်းမဖက်တော်လန်ရေးတွေကလည်းဒီကြွကြော်တာနေရာပါလဲဆိုရင်ဒီမိုကရေစီ အရေးပဲ နောက်ပိုင်းမှာ Federal အရေးကိုလည်းကြီးကျော်လာကြတယ်အခု2023မှာဆိုရင် Federal Democracy ဆိုတဲ့ဟာကိုကျွန်တော်တို့တိတိကျကျကြီးကျော်နေတာဖြစ်တယ်ဆိုတော့ဒီကနေ့တော်လှန်ရေးမှာ Federal Democracy စနစ်နဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့အတွက်တော်လှန်ရေးဖွဲ့အစည်းတိုင်းကအချင်းချင်းမဟာမိတ်ဆက်ဆံရေးစိတ်ဓာတ်ကထားတင်တယ်လို့ကျွန်တော်မြင်တယ်ရှိနေတဲ့မဟာမိတ်တွေကလည်းပူပြီးခိုင်မာလာဖို့အတွက်လူအပ်တယ်လို့ကျွန်တော်က အဲ့လိုပဲယုံကြည်တယ်နိုင်ငံရေးကိစ္စကိုနိုင်ငံရေးနဲ့ဖြေရှင်းကြမယ်ဆိုတဲ့ရင်ကျေးမှုကိုခုလိုမျိုးတော်လန်ရဲ့ဖွဲ့တွေအချင်းချင်းကြားမှာဖြစ်နေတဲ့ပုတ်တိုက်မှုတွေကိုအဲလက်တွေ့ကြကြဖြေရှင်းပြဖို့အခွင့်အခါလဲဟုတ်တယ်လို့ကျွန်တော်တော့အဲ့လိုမြင်တယ်ဟုတ်ကဲ့ဆရာအာနောက်ဆုံးမိကုန်လည်းဟုတ်တယ်ပေါ့နော်ဒီအခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ GIO ရဲ့တူဘိုချုပ်ကြီး ဝိတုကမောကတော့ဒီဖြစ်စဉ်အပေါ်မှာလူတူရဲ့သဘောထားယူပြီးမှဆက်လက်ဆောင်ရွက်သွားမယ်လို့ဒီတူရဲ့ဆိုရှယ်မီဒီယာပေါ်မှာရေးသားထားတယ်ပေါ့ဒီအပေါ်မှာမူတည်ပြီးမှမဟာမိတ်တွေရဲ့ဆက်ဆံရေးဟာဘယ်လိုအလားအလာဖြစ်နိုင်မလဲဆိုတာပေါ့ဆရာသုံးသပ်ဆွေးနွေးပေးပါဦးဘူချုကမောပြောတဲ့ဟာလဲ B2 လူထုရဲ့ တဘောထားကိုရယူပြီးမှ ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့ဟာပြောတော့တာပေါ့ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့တဘောတဘာဝအရကျွန်တော်ပြန်ကြည့်လို့ရှိရင်ကချင်ပြည်သူတွေက KO ကိုထောက်ခံတဲ့လုံရတွေပြသနေတဲ့ဟာက KO KA ဟာကချင် အဖွဲဖြစ်နေုံတက်တက်နဲ့ထောက်ခံမှုပြသနေတဲ့ဟာမဟုတ်ဘူးလို့ကျွန်တော်တော့ယုံကြည်တယ်။ပချင်းလူမျိုးတွေလူလာတဲ့ဒီနိုင်ငံရေးမျိုးလင်းချက်က KO ရဲ့နိုင်ငံရေးရွေးချက်နဲ့ကိုက်ညီနေတဲ့အချက်ကအတိတ်ကဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ပြည်နိုင်ငံရေးသဘောတဘာဝအရပြောမယ်ဆိုရင်လည်းပြည်သူလူထုကသူတို့လူလာချက်နဲ့ကိုက်ညီတဲ့အဖွဲ့အစည်းကိုသူတို့ကထောက်ခံနေမှာပဲပေါ့။ပြန်ပြောမယ်ဆိုရင် ချမ်းမြောက်မှာပဲဖြစ်ဖြစ်ဒီပြည်ထောင်စုနိုင်ငံတစ်ခုလုံးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတူတကွငင်းချမ်းစွာနေထိုင် ရေးကိုလက်ခံနေဆိုရင် BSLF နဲ့ DNA တွေကအဲ KOK ကိုမနစ်တက်ရင်တောင်မှချင်းနဲ့ရှမ်းပြည်သူတွေနဲ့ပုတ်တိုက်မှုမဖြစ်အောင်ဒီတအားပလောင်မဟုတ်တဲ့ပြည်သူတွေကိုလည်းစီယုံရေးပူပြီးမှလုတ်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်နိုင်ငံရဲ့တဘောတဘာဝအရာပေါ့ဒါကြောင့်မို့လဲကျွန်တော်တို့ အရင်တော့ဒီဆရာတကုံတရာပြောဖို့တဲ့ဇာတ်ပေါ့ကျွန်တော်တို့လူတွေခဏခဏပြန်ပြီးမှညွန်းဆူတဲ့ဇာတ်အဲရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တဲ့ဟာကနိုင်ငံရေးပဲဆိုတဲ့ဇာတ်ပေါ့နော်အတိတ်ကပြတော့ဒါကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့စီယုံရရဲ့အထဲမှာ မဟာမိတ်တွေလည်းပါမယ်ပြည်သူတွေလည်းပါမယ်ဥထထောက်ခံတဲ့ပြည်သူလည်းပါမယ်မထောက်ခံသေးတဲ့ပြည်သူတွေလည်းပါမယ်ပြီးနောက်ဆုံးရန်သူလည်းကျွန်တော်တို့စီရင်ရမယ်ဆိုတဲ့သဘောတရားဖြစ်လိမ့်မယ်လို့ကျွန်တော်တို့အလူနားလေတယ်ဒါကြောင့်မလို့ကျွန်တော်တို့တကယ်ပြည်ထောင်စုသေးမှာအတူတကွမြင်းချမ်းစွာရှင်သွဲနေထိုင်ဖို့အတွက်ရည်ရွယ်ချက်ရှိတယ်အလူမျိုးစစ်ပိုင်းဖြတ်ထားတဲ့ခံယူချက်ရှိရဆိုရင်ကျွန်တော်တို့ကစီယုံရေလုတ်ကိုလုတ်ရမယ်လို့ကျွန်တော်အဲ့လိုမြင်တာပေါ့နော်ကျေးဇူးပါပဲ ဟုတ်ကဲ့ဒီတစ်ပတ်ရဲ့ editor နဲ့အတူစီးရေးနိုင်ငံရေးတုံးတက်ဆွေးနွေးခြင်းအစီအစဉ်ကိုတော့ဒီမှာပဲရနာဝင်ပြပါ